လံပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုရောက်ရှိနေရတော့ဒုက္ခထိတ်ချုံနေပြီဖြစ်တဲ့ဓာရှုံမြို့ရောက်ရှိနေရပဲဖြစ်ပါတယ်စတာပါဗျာကျွန်တော်ဒီနေ့ရိုက်ကူးလေးလည်းရှိလို့ဒီတက်ပြိုင်တော်တွင်ကတခြားတဏီယာလေးတူတော့ပန်းလေးတီးနေတယ်ကျွန်တော်တို့ရိုက်ကူးလေးလေးလုပ်နေတယ်ဒါတော့ပဲဖြစ်ပါတယ်ကျွန်တော်ဆက်သွားကြရအောင် ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအာကျွန်တော်အခုသွားမယ်ဆိုတဲ့နေရာလေးကိုရောက်ပါပြီဒါပေမဲ့ဒီနေရာကကျွန်တော်ပထမသွားမယ်ဆိုတဲ့နေရာမဟုတ်ဘူးဗျာအာကျွန်တော်ပထမသွားမယ်ဆိုတဲ့နေရာကမြန်မာနိုင်ငံနိုင်ငံဘက်အခြေအနေရောဒီဘက်ကထိုင်းဘက်မှာရှုပ်ရှက်ခတ်နေတဲ့အခြေအနေရောကြောင့်တို့ဒီမြန်မာတွေဝင်ဝင်မရဘူးမြန်မာတွေကျွန်တော်ဒီဘလို့ဟိုအဘူဘလို့ပြဘလို့နေအထောက်ထားနဲ့လာတဲ့မြန်မာမျိုးပဲဖြစ်စေမြန်မာတွေဝင်ဝင်မရဘူးဖြစ်နေပါတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်တကြောမှာရှိတဲ့ဟိုလေပတ်လို့လှပမဲ့နေရာလေးတခုပေါ့ကျွန်တော်ရိုက်ပြီးလေးလုံးလို့ရမယ် view လာတဲ့နေရာလေးကိုလိုက်ရှာတဲ့အချိန်မှာ online မှာရှာတော့ story attraction ဆိုတဲ့နေရာလေးကိုတွေ့တယ်ဗျ။အာအဲမြန်မာဘက်ကနေဆိုလို့ကျွန်တော်ရွှေဘုတ်ကိုအကျော်အာကျွန်တော်ဒီ fiber ကနေဆိုလို့ကျွန်တော်ကျွန်တော်ဒီ merriment အကျော်ပေါ့သူက merriment အကျော်ကနေရာလေးကအရင်တော့ကတော့ဓာတ်ပုံလေးထဲမှာညံလဲလှတဲ့စီလက်စီကားခဲ့နေရာလေးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သွားတဲ့အချိန်မှာဟို ိုင်းစစ်တပ်ကြီးချတာပြီးတော့ဟိုမြန်မာဘက်ကချမ်းပါလေ၆တက်နေတယ်ဗျ။အဲ့တော့မြန်မာဘက်ကလက်ရှိနိုင်ငံရေးအခြေအနေကင်းပြီးနေတောင်ပိုင်းကဒီမြန်မာနိုင်ငံတောင်ပိုင်းကင်းပြီးနေအခြေအနေတွေကြောင့်ဟောဒီမြန်မာနိုင်ငံအခြေအနေကြောင့်ဟောအရင်တော့နှားပါတဲ့နေရာတွေကထောက်ကပ်ပြီးတော့စုပ်ပြတ်နေရပါတော့အဲ့လိုမျိုးစီကသပြပြနေရတယ်ရှိတော့အခုလက်ရှိဟိုရေပေါ်သေးအဲ့လိုမျိုးမင်းလက်ပံကျွန်တော်ဒီဘက်ကထိုင်းဘက်မှာဆိုမဲကိုကင်းမင်းလက်ပံရေပေါ်သေးတစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒါအားလည်းပြီးခဲ့တဲ့ရက်ပိုင်းအတော်တွေရပါမြန်မာတွေကိုဒီဘက်ထိုင်းဘက်ကနေပြီးတော့သွားခွင့်မပေးဘဲနဲ့ဒီရေပေါ်သေးကိုဖိတ်ထားရတဲ့အခြေအနေလေးတွေဖြစ်တယ် လာပါတယ်ပြီးတော့ကျွန်တော်ဒီခိုင်းနိုင်ငံတွေကသွားရတဲ့လမ်းတွေ clear system တွေကိုလည်းအားလုံးပဲတွေ့မြင်ကြလိမ့်မယ်ဖြစ်ပါတယ်။အာခိုင်းနိုင်ငံမှာဆိုတာကကျွန်တော်တို့ culture တွေယဉ်ကျေးမှုတွေကအရင်ဝေးတဲ့နေရာမဟုတ်ပါဘူးပြီးတော့ကျွန်တော်တို့တို့ရှိမှရှိနေတဲ့ဒီအသာပါတွေဒီလမ်းဖွဲ့စည်းပုံစနစ်တွေပြီးရည်ကြီးမှုတွေအကုန်လုံးကကျွန်တော်တို့ကအများကြီးတူနေတာဗျာပြီးတော့တောင်တန်းဒေသရောအသာပါတွေရောပြင်လမ်းဟိုသွားတဲ့ဓာတ်ရဲပုံစံတွေတိစောက်ပုံတွေပြီးအဲ့လိုမျိုးအကုန်လုံးပြရတည်တာဒီလိုမျိုးပုံစံတွေအစကျွန်တော်ကတူပဲတူနေကြရဲ့ဓာတ်နဲ့ကျွန်တော်နိုင်ငံကအများကြီးအောက်ကိုရောက်နေတာ တော့တကယ်လို့ပြစ်တာပြန်ကောင်းလာပြီဆိုလို့ကျွန်တော်ကျွန်တော်နိုင်ငံမှာဒီလိုတပါတဲ့နေရာတွေပြီးတော့လူခွင့်ရေလွတ်လပ်ခွင့်တွေအများကြီးဟိုကျွန်တော်ပေါ်ကျူးဖို့လိုပါတယ်အာသမောတရားကြီးလာပါနေကိုအရေးကြီးတယ်ဗျာကျွန်တော်ထိုင်းနိုင်ငံကတိုးရင်းတွေကိုအရှိတော်အားကြမှာအာစိတ်ဝင်စားမှုအများဆုံးရနိုင်တဲ့နိုင်ငံအဖြစ်ရက်တည်နေတာဗျာเนาะဆိုတော့အဲ့ဒါလည်းဘာကြောင့်လဲဆိုတော့တိုးရဲ့ ီတောက်သားရဲ့စစ်ပြန်ကြောက်เนาะ solid solid oppression ဖြစ်နေဖို့အတွက်ဒီတန်းနေအားကြီးဆုံးလုပ်ငန်းသဘောပတ်ဝန်းကျင်အစတရားကိုဂရုစိုက်တယ်ပြီးတော့ကျွန်တော်တို့နိုင်ငံကောင်းလာတဲ့တနည်းကြရင်เนาะကျွန်တော်တို့လည်းကျွန်တော်ရဲ့အနာပသဘောပတ်ဝန်းကျင်အနာပတွေဂရုစိုက်ကြအောင်လို့ပြောနေတယ်เนาะဆိုရင်ဒီမှာပဲလုံးတက်ပါတယ်အားလုံးပဲတက်တာပါ